နွေရာဒီမှာကလေးငယ်တွေ မိတ်ထွက်ရင်ဘယ်လိုလုပ်ရမလဲမိတ်ထွက်တယ်ဆိုတာကယာတူဥတုပူရာနဲ့အမျှကလေးငယ်ကနေလူကြီးအထိအသက်အရွယ်မရွေးမိတ်ထွက်တတ်ကြပါတယ်မိတ်ထွက်တာကတဘာဝဆိုပေမဲ့လူကြီးအနေနဲ့မိတ်ထွက်ရင်တော့ ရားရန်ချင်းရားလို့ကုတ်တဲ့အခါအေးပြားဆက်ချင်းနာချင်းစတဲ့ဝေဒနာကအတော်နီယခက်စေတာကြောင့်လူငယ်တဲ့ပီပီလေးတွေမှာမိပောက်လာရင်အတော်ခံစားရစီပါတယ်မိကထွက်ပြီးဆိုတာနဲ့တကူလုံးနေရာမချမ်းအနီးဖူးလေးတွေထွက်လာပြီးတချို့ကလေးတွေမှာဆိုရင်အေးကြီးဖို့တတိလေးတွေပါထွက်တတ်သလိုတချို့ကလေးတွေဆိုရင်မိကြောင့်ကိုယ်အခြေမြင့်တက်လာပြီးခံလာတတ်ကြပါတယ်နောက်ပြီး မိထွက်တာကတဘာဝမှုစိတ်ပူစရာမလိုဘူးဆိုပေမဲ့အပေါ်လွန်ကဲမှုကြောင့်ဖြစ်ပေါ်စေတာမှုတခြားလက္ခဏာတွေမဖြစ်အောင်တော့ကယူဆိုင်ပေးသင့်ပါတယ်။ဒါဆိုရင်ကလင်းငယ်တွေမိထွက်ရင်ဘယ်လိုလုပ်ရမလဲဆိုရင် ကိုခန္ဓာအေးမြစေမဲ့ချောင်းချောင်းကြီးကြီးအဝတ်စားမျိုးကိုရွေးချယ်ဝတ်ဆင်ပေးပါ။အရေးပြားကိုလေဝင်လေထွက်ရှိအောင်ဝတ်ဆင်ပေးဖို့လိုပါတယ်။ကလေးကိုအပူချိန်နဲ့တိုင်းရိုက်မထိတွေ့ပဲအေးမြတဲ့အရင်နေရာမျိုးတွေမှာနေပေးပါ။ကလေးကိုနေပူထဲခေါ်သွားခြင်း၊ကစားခြင်းမျိုးရှောင်ပေးပါ။အေယာကွန်တို့မဟုတ်ပန်ကားဖွင့်ထားပေးပါ။ ကလေးကိုတိတ်တဲ့အခါအခန်းကအိမ်ရပြီးမိငွေတွေထက်ကောင်းတဲ့နေရာမျိုးမှာတိတ်ပေးပါ ရေသက်ပြေဝစေဖို့ရေမြမြတိုက်ပေးပါ နှုငယ်တဲ့ကလေးငယ်တွေဆိုရင်ရေသက်ပြေဝအောင်နှုချွေမြမြတိုက်ကြွေးပေးပါအနီးပူလေးတွေမပေါက်ပေးပါနဲ့ရားရင်မကုတ်ခိုင်းပါနဲ့လက်သေးရှင်လေးပါကလက်သေးများညက်ပေးပါရေချိုးပေးပါရေချိုးရင်ပုတ်တိုက်ချင်းမျိုးမလုပ်ပါနဲ့ရေချိုးပြီးတပတ်လေးနဲ့ဖွားဖွားလေးတုပ်ပေးပါ နောက်ပြီးကလေးရဲ့လေပင်ပေါင်ချ စားတဲ့ဈာနေရများချွေးဆိုပြီးဆွဆွနေရင်အရေးပြားမလာအောင် ကလေးသုံးဝတ္တိရှူလေးနဲ့တုပ်ပေးပါ။နှက်လေးနဲ့ကလေးသားတွေပူနေလားဆိုပြီးမကြာခဏစစ်ပေးပါ။ချွေးထွက်နေပါကချွေးတုပ်ပေးပါ။အပူလေးတွေ ပေါက်ပြဲခြင်းအဖက်လန်ခြင်းအနာဖြစ်ခြင်းစတာမျိုးတွေဖြစ်စေတာကြောင့်တေချာကူးဆိုင်ပေးဖို့လိုပါတယ်။ဒါပေမဲ့ကလေးကမိထွက်တာရရှိလာခြင်းမိထွက်လွန်ကဲလာပြီးဖျားလာရင်တော့ဆရာဝန်နဲ့ပြသဖို့မှာလိုက်ချင်ပါတယ်။